အေးမွန်တဲ့လမ်းမပေါ်ကတရားမျှတမှုနေပူရှိန်ပြင်းပြင်းအောင်မှာရန်ကုန်မြို့လေကအဝေးပြေးလမ်းမကြီးတစ်ခုလမ်းကတရားပြင်ဟာပူလောင်လွန်းလို့နေပူလိုင်းတွေတဝေးဝေးတက်နေတာကိုအဝေးကနေမြင်နေရတဲ့အေးမွန်က သူ့မော်တော်ဆိုင်ကယ်ကိုအေးအေးဆေးဆေးမောင်းနေနေတာအုတ်ထုံနဲ့နဲ့ကိုစနစ်တကျဆောင်းထားပြီးဂျင်းပောင်းပြီးနဲ့လက်ရှိအကြည့်ရင်ကသူ့အေးပြားကိုနေအောင်ကြည်တန်ကနေကာကွယ်ပေးထားတယ်တခါတခါအုတ်ထုံမှန်ကနေတိုးဝင်လာတဲ့လေဘူးကသူ့မျက်နာကိုရိုက်ခတ်နေတယ် သူ့ဆိုင်ကယ်ကိုတတ်မှတ်ထားတဲ့ရင်စည်းကမ်းအတိုင်းပဲအေးအေးဆေးဆေးမောင်းနေနေတယ်ဘာမှထူးခြားတာမရှိဘူးအ ਨੇ ဆုံးတော့အဲ့လိုပဲသူထင်ခဲ့တာဒါပေမဲ့ရုတ်တရက်အဝေးကနေကြည့်လိုက်တော့ရဲအရာရှိအချို့လမ်းမပေါ်မှာရက်ပြီးဖြတ်တန်းသွားတဲ့ရင်တိုင်းကိုတားဆီးနေတာကိုတွေ့လိုက်ရတယ်အေးမွန်လဲဆိုင်ကယ်အရှိန်ကိုလျှော့လိုက်တယ်ရင်စစ်စေး လုံနေမှန်းသူသိတယ်ရဲတယောက်ကသူ့ရှေ့မှာရက်ပြီးလက်ဝဲရမ်းပြတယ်ရက်ဆိုင်ကယ်ကိုဘေးချ သူလဲအမိန်အတိုင်းလိုက်နာပြီးဆိုင်ကယ်ကို လမ်းဘေးမှာရပ်လိုက်တယ်။ဥထုပ်ချွတ်လိုက်တော့သူ့စပင်ရှည်တွေကနေထဲမှာတဝဲဝဲလွင့်သွားတဲ့အေးမွန်ဆိုင်ကယ်ပေါ်ကဆင်းလိုက်တော့တခုခုထူးဆန်းနေမှန်းခံစားလိုက်ရတယ်။ရဲတယောက်ကသူ့စီကို ရောက်လာတယ်။သူ့မျက်နာက တင်းမာနေပြီးဘာမူအရာမှမရှိပေမဲ့တခုခုတန်လျာဖြစ်เสียကောင်းနေတယ်။မင်္ဂလာပါခမရမပုံတင်တဲ့လိုင်စင်လေးကြည့်ရအောင်။ အေးမွန်ကခပပားလေးပြုံးလိုက်တယ်ဘာမဆိုင်မတွ၊သူ့အိတ်ကိုဖွင့်ပြီးပတ်စံအိတ်ထဲကကောင်းမွန်စွာစီထားတဲ့ရင်မောင်းလိုင်စင်နဲ့ကားလိုင်စင်ကိုထုတ်ပေးလိုက်တယ်ရဲရရှိကအဲ့ဒီစာရွက်စာရန်တွေကိုကြည့်လိုက်ပြီးသူ့နောက်ကရက်နေတဲ့သူ့ရဲဘော်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်မလေးပြဿနာတစ်ခုရှိနေပုံပဲခဏလောက်လိုက်ခဲ့ပေးပါလားအေးမွန်မျက်မှောင်ကျုပ်လိုက်တယ်။ဘာများဖြစ်လို့လဲရှင့်။ကျမစာရွက်တွေအကုန်ပြည့်စုံတယ်လို့ယုံကြည်တယ်။ ရဲကခမဲမဲပြုံးလိုက်တယ်ဒါပေမဲ့သူ့ပြုံးနောက်ွယ်မှာတခုခုထူးဆန်းနေတယ်သူကလမ်းဘေးကတဲသေးသေးလေးတခုကိုလက်ညှိုးထိုးပြတယ်အဲ့ဒီမှာရဲတွေအများကြီးစုနေကြတယ်အေးမွန်စတင်သတိထားမိလာတယ်သူပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်တခြားရင်မောင်းတွေလည်းသူတို့လိုပဲအလားတူအခြေအနေမျိုးနဲ့ကြုံနေရတာကိုတွေ့လိုက်ရတယ်သူတို့လည်းဘာမှမတတ်နိုင်ပဲခံနေရတယ်အေးမွန်စိတ်ထဲမှာနောက်ပါဆက်ဖြစ်လာမလဲဆိုတာကိုခံမှန်းမိသွားတယ် တဲထဲမှာရဲတယောက်ကမှတ်တမ်းစာအုပ်ကိုဖွင့်ပြီးတကယ်တမ်းမရှိတဲ့အရာတစ်ခုကိုဖတ်ချင်အောင်ဆောင်နေတယ်။အမလေးရဲ့အုတ်ထုပ်ကစံနှုန်းမပြည့်ဘူး။အေးမွန်သူ့အုတ်ထုပ်ကိုကြည်လိုက်တဲ့ဒါကမြန်မာနိုင်ငံစံနှုန်းနဲ့ကိုက်ညီတဲ့အုတ်ထုပ်မျိုးပဲသူပြုံးလိုက်တယ်။နောက်ပြီးအမလေးဆိုင်ကယ်မီးကလည်းပွင့်မနေဘူး။အေးမွန်ခေါင်းခါလိုက်တဲ့ဆိုင်ကယ်ဆနှိုးကလေးကသူ့မီးတွေအလိုလျောက်ပွင့်နေတာကို သူသေချာသိတယ်။ နောက်ဆုံးအနေနဲ့အမလေးကလမ်းပိုင်းသမတ်ချက်ကို ချိုးဖောက်ပြီးရက်ခဲ့တာအေးမွန်ခပ်ပြုံးပြုံးနဲ့ရေလိုက်တယ်အကိုလေးကျမအုပ်ထုပ်ကဆန်နှုံးနဲ့ကိုက်ညီတယ်ကျမဆိုင်ကယ်မီးကအလိုလျောက်ပွင့်နေနောက်ပြီးကျမကလည်းလမ်းပိုင်းသမတ်ချက်ရဲ့နောက်မှာပဲတိတိကျကျရက်ခဲ့တာသူရှိကရဲရရှိကပြုံးနေတုံးပဲဒါပေမဲ့အဲ့ဒီပြုံးကတာမန်ပြုံးမဟုတ်ဘူးအဲ့ဒီနောက်ွယ်မှာတခခုပုံးွယ်နေတယ် အမလေးကျွန်တော်တို့ဒီနေရာမှာခဏလောက်ပဲရှိနေဦးမှာပါကားတွေကလည်းများနေတယ်ဒါတွေကတာမန်တိုင်းပါပဲသူ့စကားတွေကအေးမွန်ကိုဒေါသထွက်စေတယ်သူ့မျက်လုံးတွေကရဲရရှိကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်တယ်ဒါကတာမန်ရင်စစ်စေးရေးမဟုတ်ဘူးဒါကခိုးကြောင်ခိုးဝက်ပတ်စံညစ်တဲ့ကိစ္စပဲအေးခဏတာအငြိမ်လေးနေလိုက်တယ်လီရုကပိုပြီးတင်းမာလာတယ်ဒီလိုအခြေအနေမျိုးတွေသူမြင်ဖူးတာဒါပထမဆုံးအကြိမ်မဟုတ်ဘူး ဒါပေမဲ့ဒီတခါတော့သူတို့မှားတဲ့လူကို ရွေးမိသွားပြီ။သူက သူ့လက်တွေကိုရင်ဘတ်မှာပိုက်လိုက်ပြီးအေးအေးဆေးဆေးပြောလိုက်တယ်။ဒါဆိုရင် ကျမမပေးချင်ရင်ဘလို့လုပ်မလဲ။တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့နောက်ထပ်ရဲတယောက်ကသူ့မျက်နာကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးလှမ်းပြောလိုက်တယ်။မာလေးဒါကတာမန်ကိစ္စလေးပါအမှုမဖြစ်ချင်ရင်ပေးလိုက်တာအကောင်းဆုံးပါ။ အေးမွန်ကရဲရာရှိတွေကိုပြန်ကြည့်လိုက်တဲ့သူတို့မျက်လုံးထဲမှာရန်သူကိုကြည့်သလိုအနိုင်ကျင့်ကျင်သလိုအကြည့်မျိုးတွေနဲ့အေးမွန်ရဲ့တီးခန့်နိုင်စွမ်းအဆုံးထိရောက်လာပြီးသူတို့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေ သူတို့အခုမှအိပ်ပျော်နေတဲ့ကြားတကောင်ကိုနှိုးလိုက်တာပဲတဲတဲကလေရုကပိုပြီးလေးလံလာတယ်သူရှိမှရဲသုံးယောက်ကပေါ့ပေါ့ပပရက်နေကြတယ်သူတို့ဒါကိုအမြဲတမ်းလုံနေကြဖြစ်လို့ဒီတခါလဲပုံမှန်ပဲလို့ထင်နေကြတယ်ဒါပေမဲ့သူတို့မသိတာကသူတို့မှားတဲ့သူကိုရွေးမိသွားတာပဲကိုလုံးကြီးရဲ့ရဲရာရှိတယောက်ကသူ့ရဲဘော်ကိုတစ်ချက်ကြည့်လိုက်ပြီးလဲချောင်းရှင်းလိုက်တယ် ဒီလိုပါအမလေးကျွန်တော်တို့လည်းလူသားတွေပဲစားဖို့တောက်ဖို့နဲ့ကုန်ကြစရိတ်တွေလိုတာပေါ့ဒါကြောင့်ကူညီပေးနိုင်ရင်ကိစ္စတွေလည်းရှေမှာမဟုတ်ဘူးအေးမွန်ကဘာမှမပြောပဲတိတ်ဆိတ်နေတယ်သူ့မျက်လုံးတွေကသူတို့သုံးယောက်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေတယ်အမလေးမပေးချင်ရင်တော့ဒဏ်ရရတော့မယ်ဒါပေမဲ့အမလေးနည်းနည်းပူပေါင်းပေးမယ်ဆိုရင် သူကသူ့အိတ်ကထဲကပတ်စံအနေငယ်ကိုထုတ်ပြီးဖြည်းဖြည်းချင်းလှုပ်ရမ်းပြတယ်ဒီမှာပဲဖြည့်ရှင်းလို့ရတယ်လွယ်တယ်မဟုတ်လားအေးမွန်ကဘာမှပြန်မတုံပြန်သေးဘူးသူ့ကိုယ်ထဲမှာ တခုခုစတင်ပေါ်ပေါက်လာနေပြီဒါကကြောက်ရွံ့မှုမဟုတ်ဘူးစိုးရိမ်ပူပန်မှုလည်းမဟုတ်ဘူးဒေါသအေးမွန်ရဲ့ဒေါသအပြုံးတွေကဖိအားပေးမှုအဖြစ်ချင်းချောက်မှုအဖြစ်ပြောင်းလဲသွားတယ်အေးမွန်ကသူ့မေးစေကိုမော့ပြီးသူတို့ကိုတယောက်ချင်းစီကြည့်လိုက်တယ် အဲ့ဒီအချိန်မှာနောက်ထပ်ရဲတယောက်ကမလုံတဲ့အရာတစ်ခုကိုလုံလိုက်တယ်။သူက အေးမွန်ရဲ့လက်ကိုအင်ဂျီလက်ကိုဆွဲလိုက်တယ်။အေးမွန်သူ့လက်ကိုကြမ်းကြမ်းနန်းနန်းဖယ်ရှားလိုက်တယ်။တစ်စက္ကန့်အတွင်းမှာသူထိမ့်ချုပ်ထားသမျှထိမ့်သိမ်းထားသမျှတီးခတ်နိုင်စွမ်းတွေအားလုံးပျက်စီးသွားပြီးအေးမွန်ကရဲတွေရဲ့မောက်မာတဲ့မျက်နာတွေကိုပြည့်ရပြူတဲ့အပြုံးတွေကိုကြည့်လိုက်တယ်။သူတို့မသိဘူး။ တို့နာရီနေငယ်အတွင်းမှာအရာအားလုံးပြောင်းလဲသွားလိမ့်မယ်ဆိုတာကိုမသိကြဘူးသူ့ကိုယ်ထဲမှာတခုခုလွင်ကွဲသွားပြီးဒီတခါတော့သူငြိမ်နေတော့မှာမဟုတ်ဘူးအေးမွန်ကငြိမ်သက်နေတယ်လက်သီးတွေဆုပ်ထားတယ်သူ့ကိုယ်ကတောင့်တင်းနေတယ်သူ့မျက်စိရှေ့မှာရဲသုံးယောက်ကမောက်မာတဲ့အပြုံးတွေနဲ့သူတို့ကအေးမွန်ကိုလွယ်လွယ်ကူကူအနိုင်ကျင့်လို့ရမယ်လို့ထင်နေကြတာဒါပေမဲ့သူတို့မှားသွားပြီးဖြည်းဖြည်းချင်းအေးမွန်က သူ့မေးစေးကိုမြှောက်လိုက်တဲ့သူ့အကြည့်တွေကပြောင်းလဲသွားပြီးကြောက်ရွံ့တဲ့အကြည့်မဟုတ်တော့ဘူးကြောင်တောင်တောင်ဖြစ်နေတဲ့အကြည့်လည်းမဟုတ်ဘူးရဲရာရှိတွေမတိလိုက်ဘဲနဲ့ကြောချမ်းသွားစေတဲ့အကြည့်မျိုးမင်းတို့ရဲ့လက်တွေကိုလှုပ်အေးမွန်ရဲ့အတန်ကတိုးတိတ်ပေမဲ့ဖီအားတွေအပြည့်သူ့ကြာခင်ကိုဆွဲထားတဲ့ရဲကတိတ်ဆိတ်သွားတယ်သူ့လက်တွေကအခုထိဆွဲကင်ထားတော့မယ်။ဘာလဲလွတ်လွတ်ပြောနေတာအေးမွန်ရဲ့အတန်ကအခုပိုပြီးအေးဆက်လာပြီ ရဲရရှိကရှာတစ်ချက်ထုတ်ပြီးသူ့လက်ကိုကြမ်းကြမ်းတမ်းတမ်းလှုပ်ချလိုက်တဲ့ခမိုက်မိုက်ပဲအေးမွန်ကပခုံးကိုဖြောင်းလိုက်ပြီးသူတို့ကိုတယောက်ချင်းစီစူးစူးဆိုက်ဆိုက်ကြည့်လိုက်တယ်မင်းတို့ကငါအုပ်ထုတ်ကစံနှုန်းမပြည့်ဘူးလို့ပြောတယ်ဟုတ်လားသူ့အတန်ကအရင်ကထက်ပုံငိမ်သက်နေတယ်စီကန်းချက်ကို ပြစမ်းဘသူမှမဖြေဘူးမင်းတို့ကငါဆိုင်ကယ်မီးကပိတ်နေတယ်လို့ပြောတယ်ဟုတ်လားသူ့အတန်က ပိုပြီးပြက်သားလာတယ် ဒီမှာမရက်ခင်ကငါဆိုင်ကရိတ်ကမီးအောင်ကိုရောင်ပြန်ဟက်နေတာကိုငါကိုယ်တိုင်မြင်လိုက်တာမင်းတို့ဆွဆွဲချက်တွေကိုပြန်ပြောစမ်းရဲတယောက်ကစကားပြောဖို့စူးစမ်းပေမဲ့အေးမွန်ကမပြီးသေးဘူးမင်းတို့ကငါလမ်းပိုင်းတမတ်ချက်ကိုချိုးပေါက်တယ်လို့ပြောတယ်ဟုတ်လား အခုသူ့အတန်ကပိုပြီးကျေလောင်လာတယ်။တကယ်တမ်းတော့ငါကမင်းတို့ကိုယ်တိုင်ဆွဲထားတဲ့မြင်းနောက်မှာတိတိကျကျရက်ခဲတာမင်းတို့ကအကြောင်းပြချက်တွေလောက်ကျန်ဖန်တီးတဲ့စီကန်းတွေကိုလိန်လေတယ်ပြီးတော့ပတ်စံပေးဖို့လူတွေကိုချင်းချောက်တယ်။အေးမွန်ကတက်ပြင်းချလိုက်ပြီးလက်တွေကိုရင်ဘတ်မှာပိုက်လိုက်တယ်။ဒါကရင်စစ်စေးရေးမဟုတ်ဘူး။ဒါကဓာပြတိုက်တာ။စကန့်အနေငယ်ကြာသွားတယ်ဘသူမှစကားမပြောဘူးအေးမွန်က နေရုတဲကတင်းမာမှုကို ခံစားနေရတဲ့ရဲရာရှိတယောက်ကသူ့ပခုံးကိုလှုပ်လိုက်တဲ့ပော့ပော့ပပားနေဖို့စူးစမ်းနေပုံပဲအမလေးပါပြောပြောပါသူကမဲပြုံးပြုံးပြီးပြောလိုက်တယ်မပေးချင်ရင်တော့ဒဏ်ရိုက်ပြီးလိုင်စင်သိမ်းရတော့မယ်ရုတ်တရက်အေးမွန်ကသူ့အိတ်ကက်ထဲကတခုခုကိုထုတ်လိုက်ပြီးစပွဲပေါ်တင်လိုက်တယ်ဒါကရဲမက်ပုံတင်ကက်ပြား ဲ့ဒီတက်ပြားမှာသူ့နာမည်ယာရုနဲ့သူယာရုအမြင့်ဆုံးခရိုင်ရဲတပ်ဖွဲ့မြန်မာနိုင်ငံရဲ့အထူးယာဇဝင်းမှုစုံစမ်းရေးတပ်ဖွဲ့ကဆိုတာရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ရဲသုံးယောက်လုံးချက်ချင်းငြိမ်သက်သွားတယ်။သူတို့မျက်နာတွေကဖြူလျှော့သွားတယ်သူတို့စကတ်အနေငယ်ကြအောင်ဘာမှမလုပ်ရှားနိုင်ဘူးအေးမွန်ကိုပထမဆုံးအကြိမ်ဖြစ်ကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ကြတယ်သူတို့မျက်လုံးတွေကဖြည်းဖြည်းချင်းပြောင်းလဲလာတယ်အမဲလိုက်သမားမျက်လုံးမဟုတ်တော့ဘူး ကြောက်ရွံ့တဲ့သူတွေရဲ့မျက်လုံး။ယာရူကြည့်ရင်ဘာဖြစ်လဲဒီမှာမင်းယာရူကဘာမှအသုံးမဝင်ဘူး။သူ့မျက်လုံးတွေကကျင်းမြောင်းသွားတယ်မျက်နာပေါ်မှာမဲ့ပြုံးကပ်နေတုံးပဲမင်းတယောက်ပဲသူကဆက်ပြောတယ်ငါတို့က၃ယောက်ဒါကြောင့်ငါကြံပေးမယ်ကပ်ပြားကိုတင်းလိုက်ပတ်စံပေးပြီးနောက်တမရခင်သွားလိုက်အေးမွန်ကမလုပ်ဘူးဒါပေမဲ့သူ့ကိုယ်ထဲမှာတခုခုစူပွက်နေပြီးချင်းချောင်းမှုဒါကတကယ်ကိုကြီးမားတဲ့မှားယွင်းမှုပဲအေးမွန်က တက်ပြင်းရှည်ကြီးချလိုက်တဲ့သူ့မျက်လုံးတွေကသူတို့သုံးယောက်ကိုဆွဲမြဲစွာစိုက်ကြည့်နေတယ်ပြီးတော့အရာအားလုံးကလျင်မြန်စွာ ဖြစ်ပြက်သွားတယ် ဘာမှမပြောဘဲကုလုံးကြီးရဲ့ရဲကအေးမွန်ကိုလှမ်းဖမ်းလိုက်တယ်။သူ့လက်တွေကအကြံပရန်ဆွဲလိုက်တယ်။ဒါပေမဲ့အေးမွန်ကပုံမြန်နဲ့သူ့လက်တွေကရဲရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ပြီးအတင်းကျပ်နောက်ပြန်လှည့်လိုက်တယ်။တစ်ချက်တည်းနဲ့ရဲရာရှိကစပွဲပေါ်ပြင်းထန်စွာလဲကျသွားတယ်။သူညှိလိုက်တယ်။သူ့မျက်နှာကအခုကွဲအပ်နေတဲ့တစ်သားပေါ်မှာကပ်နေပြီ။ဆောင်ရည်မပါတဲ့ဟာဒါပေမဲ့သူပြန်မတုံ့ပြန်နိုင်ခင်မှာအေးမွန်က ူတတောင်စစ်နဲ့ရဲရဲကြောကိုရိုက်ချလိုက်တဲ့ရဲရာရှိကနာကျင်စွာညီးလိုက်တဲ့သူ့ကိုကရင်ထိုးသွားပြီးသူ့မျက်နာကယုံကြည်မှုရှိတဲ့ပုံစံကနေထိတ်လန့်မှုနဲ့ဒေါသအဖြစ်ပြောင်းလဲသွားတယ်။ကြံတဲ့ရဲနှစ်ယောက်ကနောက်ပြန်ဆုတ်သွားတယ်။တစ်စက္ကန့်လောက်သူတို့တွေဝေသွားတယ်။ဒါပေမဲ့နောက်တော့သူတို့တွေကတယောက်ကသူ့လက်ကိုမြှောက်ပြီးခါမှချိတ်ထားတဲ့ရဲတုပ်ကို ဆွဲထုတ်လိုက်တဲ့ကြီးမားတဲ့မှားယွင်းမှုရဲတုပ်ကိုဝှေ့ယမ်းဖို့မမီခင်မှာအေးမွန်က သူ့လက်ကောက်ဝတ်ကိုအပြင်းပြင်းဖမ်းဆုပ်ပြီးနေထဲမှာတားဆီးလိုက်တဲ့တစ်ချက်သေးနဲ့အေးမွန်ရဲ့ဒူးကရဲရဲဘိုက်ကိုစောင့်ကန်ချလိုက်တဲ့ရဲရာရှိကခါးကိုင်းသွားတယ်သူ့လက်ကရဲတုပ်ကိုလှုပ်ချလိုက်တဲ့နောက်ထပ်တစ်ချက်သေးနဲ့အေးမွန်ကသူ့နားချိန်ကိုတဒောင်စစ်နဲ့ရိုက်ချလိုက်တဲ့သူနောက်ပြန်လန်ကျသွားပြီးမြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန်လဲကျသွားတယ်တယောက်ပဲကြံတော့တယ်နောက်ဆုံးရဲရာရှိကတဲရဲကနေအပြင်ကိုပြေးထွက်ဖို့စူးစမ်းတယ် အကူညီရှာဖို့ဒါပေမဲ့သူမလို့မြောက်နိုင်ခင်မှာအေးမွန်ကသူ့နောက်ကိုရောက်နေပြီး သူ့လက်တွေကရဲယူနီဖောင်းကို အပြင်းပြင်းဆုပ်ကင်လိုက်တဲ့အပြင်းပြင်းဆွဲလိုက်တော့ရဲရရှိကတဲရပြင်ဘက်ကိုပြန်ဆွဲခံလိုက်ရတဲ့အေးမွန်ကတိုးကပ်သွားတယ်သူ့မျက်နာကအေးဆက်ပြီးအာနာပြေဝနေတဲ့မြေပြင်ပေါ်မှာခေါင်းငိုက်ဆိုင်ကြနေတဲ့ရဲကိုကြည့်လိုက်တယ် မင်းတို့ကိုငါအခွင့်ရေးပေးခဲ့တယ်။သူကတိုးတိုးလေးပြောလိုက်ပေမဲ့ချင်းချောက်မှုတွေအပြည့်ဒါပေမဲ့မင်းတို့ကမှားတဲ့နီလန်ကိုရွေးခဲ့တာ။ရဲသုံးယောက်လုံးမြေပြင်ပေါ်မှာနာကျင်စွာလဲလျောင်းနေတယ်။သူတို့ထောက်ဖို့စူးစမ်းတယ်။အကြောင်းပြချက်တွေရှာဖို့စူးစမ်းတယ်။ဒါပေမဲ့အေးမွန်ကနောက်ပါလို့ရမယ်ဆိုတာကို သိနေပြီး သူကသူတို့ကိုအညာတာမဲ့စွာကြိလိုက်ပြီးတစ်ချက်သေးနဲ့သူ့အိတ်ကက်ကိုနှိုက်လိုက်တဲ့သူ့ဖုံးမျက်နှာပြင်ကလင်းလာတယ်။ ယုံလာအေးမွန်ပါရန်ကုန်ဝေးပြေးလမ်းမကြီးနေရာတိကျဖော်ပြရင်မှကျမကူညီလိုတဲ့နေရာမှာအချင်းပြည့်ရဲ၃ယောက်ကိုဖမ်းဆီးဖို့လိုတယ်သူတို့ကလမ်းမပေါ်မှာ သူတို့အာဏာရှိတယ်လို့ထင်နေကြတာဒါပေမဲ့ဥပဒေရှိမှသူတို့ကကြာရှုံးသူတွေပဲဆိုတာကိုမိနေကြတယ် အခုပယံပါတာဖြစ်နေတဲ့တဲထဲမှာအချင်းပြဲ့ရဲ၃ယောက်ကမြေပြင်ပေါ်မှာနာကျင်စွာလဲလျောင်းနေတဲ့ပိုဆိုးတာက သူတို့နာကျင်နေတာတွေမဟုတ်ဘူးသူတို့မျက်လုံးတွေကအေးမွန်ကိုကြောက်ရွံ့တုန်လှုပ်စွာကြည့်နေကြတယ်သူမျက်နာကတည်ငြိမ်နေပေမဲ့လေထဲမှာလေဓုကအေးဆက်နေတဲ့အေးမွန်ကသူတို့ကိုအသေးချာကြည့်လိုက်တယ်သူတို့မျက်နာကကြောက်ရွံ့မှုနောင်တရမှုပြီးတော့ဒေါသတွေပြည့်နှက်နေတယ်ဒါပေမဲ့အေးမွန်ရဲ့ဒေါသကတော့အခုထိကုံဆုံးသေးဘူး င်းတို့ဗာများထင်နေကြတာလေအေးမွန်ရဲ့အတန်ကတိုးတိုးလေးထွက်လာတယ်ဒီလမ်းမပေါ်မှာဘသူ့ကိုမစိုးအနိုင်ကျင့်လို့ရတယ်လို့ထင်နေတာလားရင်မောင်းတွေရဲ့ပတ်စံတွေကိုညှစ်လို့ရတယ်လို့ထင်နေတာလားဥပဒေမဲ့စွာ ပြုမှုလို့ရတယ်လို့ထင်နေတာလားအဖြေမရှိဘူးမြင်းညူတန်တွေနဲ့မြေပြင်ပေါ်က လူတွေရဲ့တုံလုံးနေတဲ့အတန်တွေပဲရှိတယ်။လူပနယောက်ကိုမင်းတို့ညှစ်ခဲ့လေအေးမွန်က သူ့ကောင်းကိုငုံပြီး သူတို့မျက်နှာနာကိုတိုးကပ်လိုက်တဲ့သူ့အကြည့်တွေက ထိုးပေါက်ဝင်ရောက်ပြီး သူ့အတန်ကအေးဆက်နေတဲ့အဖြေမရှိဘူးရဲရရှိဗနယောက်ကမင်းတို့ကိုအစားတောက်ဖို့ကူညီခဲ့လေရဲတွေကမဖြေနိုင်ပဲတန့်သွားတယ်အေးမွန်ကခဏတာတိတ်ဆိတ်သွားတယ်ပြီးတော့ရဲရရှိရဲ့ကိုကိုကြမ်းကြမ်းတမ်းတမ်းမြေပြင်ပေါ်ပြန်တွန်းချလိုက်တယ်သူနောက်ပြန်ဆုတ်ပြီးအခုဘာမှမလုပ်ရှားနိုင်တော့တဲ့သူတို့ကိုကြည့်လိုက်တယ် မင်းတို့ကိုယ်တိုင်ကျင်းဆိုခဲ့တာတွေကိုတစ္ဆာဖောက်ခဲ့တာသူ့အတန်ကပိုပြီးနှိမ့်ကြပြီးပိုပြီးအနည်းငယ်များလာတဲ့ရဲရာရှိတွေကအခုကြောက်ရွံ့နေတာတွေမဟုတ်ဘူးသူတို့ထိတ်လန့်နေပြီးဘာလို့လဲဆိုတော့ဒါကသူတို့အတွက်အဆုံးသက်ပဲဆိုတာသူတို့သိနေပြီတဲပြင်မှာရဲကားတွေရောက်လာပြီးအေးမွန်ကဘာမှလုပ်เสียရမလို့တော့ဘူးဘာလို့လဲဆိုတော့တရားမျှတမှုကသူ့ဘာသာသူ စကားပြောလိမ့်မယ် အချင်းပြည့်ရဲတွေကိုဖမ်းဆီးပြီးလက်ထိတ်ခတ်လိုက်တယ်သူတို့မှာထွက်ပေါက်မရှိတော့ဘူးဒါပေမဲ့သူတို့တွေကတယောက်ကသူ့ကံကြမ္မာကိုဆက်လက်တိုက်လံဖို့စူးစမ်းနေတော့မဲကိုလုံးကြီးတဲ့ရဲအေးမှုကို ပထမဆုံးဆွဲခဲ့တဲ့သူ သူ့ရှုံးနှိမ်မှုကိုလက်မခံဘူးသူ့မျက်နာက နေရဲနေပြီးသူ့မျက်လုံးတွေကဒေါသအပြည့်နဲ့ဒီလိုမျိုးငါမရှုံးနိုင်ဘူးသူကအော်လိုက်တယ် တစ်ချက်သေးနဲ့သူကုန်းထပြီးလက်ထိတ်ကိုစုပ်ဖြဲပစ်လိုက်တယ်အခုမှ ရောက်လာတဲ့ရဲတွေထိတ်လန့်သွားတယ်ရဲရရှိကြီးတူကဖမ်းထားလို့អော်လိုက်တယ်ဒါပေမဲ့အာလုံးနောက်ကျသွားပြီးကိုလုံးကြီးရဲ့ရဲကအေးမွန်စီကို ပြင်းထန်စွာထိုးနှက်လိုက်တယ်။ဆောင်ရည်မပါတဲ့မိမ့်မဒါပေမဲ့အဲ့ဒီအချိန်မှာပဲအေးမွန်ကအယမ်းမြင်မြန်လှုပ်ရှားလိုက်တယ် သူကထိုးချက်ကိုလှလှပပရှောင်းလိုက်ပြီးစကန့်အနည်းငယ်အတွင်းမှာအေးမွန်ရဲ့လက်သီးညာကကိုလုံးကြီးတဲ့ရဲရဲ့ဘိုက်ကို ပြင်းပြင်းထန်ထန်ထိုးချလိုက်တယ်။သူ့မျက်နာကချက်ချင်းတင်းမာသွားတယ်။သူ့မျက်လုံးတွေကအပြင်ကိုပြူးထွက်လာတယ်။သူ့အဆုတ်ထဲကလေတွေချက်ချင်းပြောက်သွားတယ်။သူ့ရိုင်လဲသွားပြီးလဲကြတာကို ထောက်ကူဖို့တခုခုကိုဖမ်းဆုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့အေးမွန်ကလှဲလိုက်ပြီးတစ်ချက်တည်းနဲ့အေးမွန်ရဲ့တံတောင်စစ်က အဲ့ဒီလူရဲ့မေယိုးကိုထိတ်လန့်စရာကောင်းလောက်အောင်တိတိကျကျရိုက်ချလိုက်တဲ့အရာအားလုံးကဖြည်းဖြည်းချင်းလှုပ်ရှားနေတယ်လို့မျိုးကိုလုံးကြီးတဲ့ရဲရဲကိုကဘေးကိုဆောင်းသွားပြီးတော့သူအားရင်ကုန်ခန်းစွာလဲကျသွားတယ်သူ့မျက်လုံးတွေပွင့်နေပေမဲ့ဘာမှမရှိတော့ဘူးတိတ်ဆိတ်သွားတဲ့အခုမှရောက်လာတဲ့ရဲတွေအားလုံးအေးမွန်ကိုအံ့ဩတုံ့လို့စွာကြည့်နေကြတယ်ရဲရရှိကြီးတူကရှေ့ကိုတိုးလာတဲ့သူ့မျက်လုံးတွေပြူးကျနေတယ် တေးကြတယ်သူက တိုးတိုးလေးပြောလိုက်တယ်အေးမွန်ကတိမ်မက်စွာရက်နေတယ်သူ့လက်တွေက ဖြည်းဖြည်းချင်းအောက်ကိုချလိုက်တယ်သူတက်ပြင်းချလိုက်ပြီးသူ့ဒေါသတွေအားလုံးကုန်ဆုံးသွားပြီးရဲရရှိကအေးမွန်ကိုဖြည်းဖြည်းချင်းကြည်လိုက်တယ်ပြောမနေနဲ့သူကတတွေးမျိုးချလိုက်တယ်မင်းကလက်ဝဲသမားလားအေးမွန်ကဖြည်းဖြည်းချင်းလှဲ့လိုက်တယ်သူ့အကြည့်တွေကပြက်သားနေတော့ပဲအေးဆက်တဲ့အတန်နဲ့သူပြန်ဖြေလိုက်တယ်ကျမကအမျိုးသားချန်ပီယံဟောင်းတယောက် တိတ်ဆိတ်သွားတယ်စကန့်အနည်းငယ်ကြာပြီးနောက်အခုထိတတိယနေတဲ့ရဲတယောက်ကညီးလိုက်တယ်ဆောက်ရေးမပါတဲ့ကောင်မသူကဆက်ပြောတယ်ကျွန်တော်တို့မှားသွားမှန်းသိတယ်ကိုလုံးကြီးရဲ့ရဲရဲ့ကိုကမြေပြင်ပေါ်မှာတတိမိမျောနေတုန်းပဲစကန့်ပိုင်းအတွင်းမှာပဲသူအနိုင်ယူခံလိုက်ရတာသူ့ပတ်ဝန်းကျင်ကကျန်တဲ့ရဲနှစ်ယောက်ကဘာမှမလုပ်ရှားနိုင်ပဲတိတ်ဆိတ်နေတယ်သူတို့မျက်နာတွေကထိတ်လန့်မှုအပြည့်နဲ့သူတို့မဖြစ်တင်တာတခုကိုအခုမှမြင်လိုက်ရတာအေးမွန်က တိမတ်စွာရက်နေတယ်သူ့အကြည့်တွေကပြက်သားနေတော့မဲဒါပေမဲ့ဒီတခါတော့တခုခုက ပြောင်းလဲသွားပြီဒါကဒေါသမဟုတ်တော့ဘူးဒါကမေခွန်းထုတ်မှုပဲရဲရရှိကြီးကအေးမွန်စီကို ဖြည်းဖြည်းချင်းတိုးလာတဲ့ရိုတေမှုအမူအရာနဲ့ရဲတပ်ဖွဲ့ရဲ့အမှတ်အသားဒါပေမဲ့ရဲရရှိကြီးကသူ့လက်ကို ဆန့်ပြီးအေးမွန်ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်။စုံစမ်းရေးမှုအေးမွန်နေရာပေါ်ပြရန်ရဲတပ်ဖွဲ့ရဲ့အထူးရာဇဝတ်မှု ုံစမ်းရေးတက်ဖွဲ့ကဆိုတာဟုတ်ပါတယ်နော်။ပဝင်းကျင်ကလူတိုင်းငိမ့်သက်သွားတယ်။မြေပြင်ပေါ်ကရဲတွေအခုမှတကယ်တမ်းဘသူကို ရင်ဆိုင်နေရမန်းသိလိုက်ပြီးသူတို့ကရဲတက်ဖွဲ့ရဲ့အစ်မြင့်အရာရှိတအူးကိုရင်ဆိုင်နေရတာရဲအရာရှိကြီးကခေါင်းညိတ်လိုက်တယ်။အေးမွန်ကဖြည်းဖြည်းချင်းတက်ပြင်းချလိုက်တယ်။သူ့အကြည့်တွေကမပြောင်းလဲဘူး။ကျမကလက်ဝဲသမားတွေမဟုတ်ဘူး။ ဒီမှာအချင်းပြည့်ရဲတွေကို ဖန်စီရေးစစ်စင်ရေးရဲ့တာဝန်ခံလဲဖြစ်တယ်။ရဲရရှိတွေက အခုတကယ်တမ်းသူတို့ဘလို့ခြေနေမှာရောက်နေမှန်းသိလိုက်ပြီ။စကန့်ပိုင်းတွင်မှာအချင်းပြည့်ရဲ၃ယောက်ကိုကင်းလေကားရဲခေါ်သွားတယ်။သူတို့တွေကတယောက်အေးမွန်ရဲ့စပင်ကိုဆွဲခဲ့တဲ့ရဲကစကားပြောဖို့စူးစမ်းတယ်။ကျွန်တော်ကျွန်တော်မသိခဲ့ဘူး။ ဒါပေမဲ့သူစကားမဆုံးခင်မှာပဲရဲရရှိကြီးကသူ့လက်ကို ဝေ့ရမ်းလိုက်တယ်သူတို့ကိုထိမ့်သိမ်းရေးကားထဲထည့်လိုက်တယ်ရဲရရှိကြီးကတက်ပြင်းချလိုက်တယ်အခုထိအပြေအဝမယုံကြည်နိုင်သေးဘူးကောင်းပြီခမရအကောင်းဆုံးလုပ်ခဲ့တယ် ိတ်ဆိတ်မှုလေးအေးတွေက၆တွေးတဲ့မြေကြီးပေါ်ကိုတိုက်ခတ်နေတဲ့ဒီကိစ္စတွေကတရားမျှတမှုကိုဘလို့ဆောင်ကျင်းပေးခဲ့လဲဆိုတာကို ပြသနေတဲ့အေးဆက်တဲ့တိတ်ဆိတ်မှုလမ်းမပေါ်မှာအရင်ကအာနာရှိတယ်လို့ထင်ခဲ့တဲ့လူတွေဟာအခုအရာအားလုံးကို ဆုံးရှုံးသွားတဲ့လူတွေဖြစ်သွားပြီးတရားမျှတမှုနဲ့ဥပဒေကလမ်းမပေါ်မှာအုပ်ဆိုးနေပြီရဲ၃ယောက်ကို ခေါ်သွားတဲ့ကားတွေကအဝေးကိုပျောက်ကွယ်သွားပြီးဒါပေမဲ့ဒီဖြစ်ရဲ့တက်ရောက်မှုက ူတို့ရဲ့မှတ်ဉာဏ်တွေထဲမှာထာဝရကြံရည်နေလိမ့်မယ်အေးမွန်ကငြိမ်သက်စွာရက်နေတယ်သူ့အကြည့်တွေက အခုလူရှင်းနေတဲ့လမ်းမပေါ်မှာလွင့်မျောနေတယ်အရင်ကခိုးကြောင်ခိုးဝက်ပတ်ဆက်ညစ်တဲ့နေရာမှာအခုတော့ကလထိုင်တွေပယံပါတာဖြစ်နေတဲ့သပွဲတလုံးပြီးတော့တိတ်ဆိတ်မှုပဲကြံတော့တယ် အပြင်မှာရက်နေတဲ့လူအချို့အတုအယောင်ဒဏ်ကြေးရိုက်ခံရလူနီးပါးဖြစ်ခဲ့တဲ့ရင်မောင်းတွေဟာအခုတကယ်တမ်းဘာဖြစ်ပျက်ခဲ့လဲဆိုတာကို နားလည်သွားပြီးအချို့ကအံ့ဩသွားတယ်အချို့ကကြောက်ရွံ့သွားတယ်အချို့ကတော့ကျေနပ်စွာပြုံးနေကြတယ်အသက်ကြီးတဲ့လူတယောက်ရဲတွေကအရင်က တားဆီးခဲ့တဲ့ရင်မောင်းတယောက်ဖြစ်နိုင်တယ်သူအနာကိုတိုးလာတယ်သူ့မျက်လုံးတွေကစူးစမ်းလို့စိတ်နဲ့လေးစားမှုအပြည့်နဲ့ တောင်းပန်ပါတယ်အမလေးကျွန်တော်မေးချင်တာက အမလေးသာရဲဆိုရင်ဘာလို့မှုပုံတင်ကပြားကိုအစောကြီးကလေးကမထုတ်ပြတာလဲအေးမွန်ကခဏတာတိတ်ဆိတ်သွားတယ်သူကအသက်ကြီးတဲ့လူကိုလှဲ့ကြည့်ပြီးခပပါးလေးပြုံးလိုက်တယ်ဘာသုံးဝင်ပါလဲသူက တိုးတိုးလေးပြန်ဖြေလိုက်တယ်ကျမတိုင်ရိုက်မှုပုံတင်ကပြားကိုထုတ်ပြရင် သူတို့ကဥပဒေကိုလိုက်နာခြင်းရောင်ဆောင်မှာပဲအေးမွန်ကတပြင်းချလိုက်တယ်မွန်းတဲ့နေက ပိုပြီးပြင်းထန်လာပြီး ူတို့ဘလောက်အထိရဲရဲတင်းတင်းချိုးဖောက်မလဲဆိုတာကို ကျမမြင်ကျင်ခဲ့တာသူကအဲ့ဒီလူကိုပြန်ကြည့်လိုက်တယ်နောက်ပြီးကျမသူတို့ကိုအနိုင်ယူယုံတင်မဟုတ်ဘူးသူတို့ရဲ့အထက်ကလူတွေကိုလည်းဘသူတွေကအကျင့်ပြက်ချစားနေလဲဆိုတာကိုသိသွားစေခဲ့တာအေးမွန်ကခေါင်းကြီးလိုက်တယ်လူအိုကလည်းခေါင်းကြီးလိုက်တယ်သူတို့အကြည့်တွေလမ်းမပေါ်ကို ရောက်သွားတယ်ပြီးတော့အေးမွန်က သူ့ဦးထုပ်ကိုပြန်ဆောင်းလိုက်တယ်သူအရှိန်မြင့်လိုက်တော့သူခဏတာစဉ်းစားမိတယ်အချင်းပြက်ရဲတွေသူတို့ကဘသူကိုမစိုးအချင်းပြက်ခြားစားလို့ရတယ်လို့ထင်ခဲ့ကြတာဒီနေ့သူတို့အရာအားလုံးကိုဆုံးရှုံးသွားပြီးသူတို့ယာရူးတွေသူတို့ဂုံတိတ်ခါတွေပြီးတော့သူတို့လွတ်လပ်မှုတွေအေးမွန်ကတော့လမ်းမပေါ်မှာဆက်မောင်းနေနေတယ်ဘယ်တော့မှမကြောက်မရွံ့ပဲဘယ်တော့မှမတုံ့လှုပ်ပဲဘာလို့လဲဆိုတော့ဒီလမ်းမပေါ်မှာတရားမျှတမှုကို ချိုးဖောက်တဲ့သူတွေအတွက်နေရာမရှိဘူး မွန်းတဲ့နေကပူပြီးတောက်ပလာတဲ့အရင်ကတင်းမာမှုတွေပြည့်နှက်နေတဲ့လမ်းမပေါ်မှာအခုတော့တိတ်ဆိတ်မှုနဲ့တရားမျှတမှုတွေပဲကြံတော့တယ်ဒီဖြစ်ရဖြစ်ပြီးနာယီနေငယ်ကြတော့ရဲတပ်ဖွဲ့ရုံခန်းထဲမှာအချင်းပြဲရဲ၃ယောက်ကခုံနှန်းရှိပေါ်မှာထိုင်နေကြပြီးသူတို့လက်တွေက လက်ထိတ်ခတ်ထားပြီးသူတို့မျက်နာတွေကဖြူဖြော့နေတယ်သူတို့စကားမပြောတော့ဘူးသူတို့အတွက်တစ်ခုခုအဆုံးတက်သွားပြီဆိုတာသူတို့သိနေပြီး ရဲရာရှိကြီးကသူတို့ရှေ့မှာရက်နေတယ်သူကမှတ်တမ်းဖိုင်တွေတစ်ခုကိုဖြန့်လိုက်တယ်သူ့မျက်လုံးတွေက စာရွက်ပေါ်ကနာမည်တွေကို လိုက်ဖက်နေတယ်ပြီးတော့သူကောင်းထောင်ပြီးသူတို့ကိုတယောက်ချင်းစီကြည့်လိုက်တယ်မင်းတို့ဘာလို့ဒီမှာရောက်နေမှန်းသိတယ်မဟုတ်လားသူ့အတန်ကအေးဆက်နေတယ်အဖြေမရှိဘူးလေးလံတဲ့တပြင်းချတန်တွေနဲ့ခေါင်းငုံနေတဲ့အတန်တွေပဲရှိတယ်အချင်းပြက်ချစားမှု သူကဆက်ပြောတယ်အာနာအလွဲသုံးစားလုံးမှုပြီးတော့ပူဆိုးတာက ရဲရာရှိကတပြင်းချလိုက်တဲ့မိနစ်ပိုင်းအတွင်းမှာမင်းတို့ကိုရဲတပ်ဖွဲ့ကနေတရဝင်းထုတ်ပယ်လိုက်လိမ့်မယ်။သူတို့တွေကတယောက်ကခေါင်းထောင်လိုက်တဲ့သူ့မျက်လုံးတွေပြုကျဲသွားတယ်။အာဒါပေမဲ့သူစကားမဆုံးခင်မှာပဲရဲရာရှိကဆက်ပြောလိုက်တဲ့သူ့အတန်ကပြက်သားနေတော့ပဲမင်းတို့ကတာမန်နိုင်ငံသားတွေအဖြစ်ဥပဒေလုပ်ငန်းစဉ်ကိုရင်ဆိုင်ရလိမ့်မယ်ပြီးတော့မင်းတို့ရဲ့ဘယ်အကြောင်းပြချက်ကမှဒီဆုံးဖြတ်ချက်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး။ တကားဝမှာအေးမွန်ရက်နေတယ်သူမျက်နာကတည်ငြိမ်နေပြီသူမျက်လုံးတွေကပြက်သားနေတယ်သူခြေလန်းတွေကဘာမှမတွေ့ဝေဘူးသူကစပွဲနာကို တိုးလာပြီးရဲရရှိကြည့်ပေးမှရက်လိုက်တယ်ပြီးတော့ငင်းပယ်လို့မရတဲ့အတန်နဲ့သူပြောလိုက်တယ်အဲ့ဒီလမ်းပေါ်မှာမင်းတို့ကဘသူကိုမစိုးအချင်းပြက်ခြားစားလို့ရတယ်လို့ထင်ခဲ့ကြတာဘသူမှမသိနိုင်ဘူးလို့မကြောက်မရွံ့ပဲထင်ခဲ့ကြတာအေးမွန်ကသူတို့ကိုကြည့်လိုက်ပြီးအခန်းထဲကတိတ်ဆိတ်မှုထဲမှာ သူ့ရဲ့နောက်ဆုံးစကားလုံးတွေကိုပြောလိုက်တယ်။ဥပဒေကိုမင်းတို့ကစားလို့မရဘူးဆိုတာကိုအခုမှသင်ယူလိုက်ရတာပဲ။လက်ထိတ်ချိတ်တန်တွေပိုကျဲလာတယ်၊ခြေလန်းတန်တွေနောက်ဆုတ်သွားတယ်၊တိတ်ဆိတ်သွားတယ်ပြီးတော့ရဲရာရှိကြီးကတကားနာကအဆောင်တွေကိုခေါင်းငယ်ပြလိုက်တယ်။သူတို့ကိုခေါ်သွားအချင်းပြက်ရဲတွေကိုအခန်းထဲကခေါ်သွားတယ်သူတို့မတိုက်ခိုက်တော့ဘူးကန့်ကွက်တန်တွေမရှိတော့ဘူးခုခံမှုတွေမရှိတော့ဘူး ဒီနေ့သူတို့အရာအားလုံးကိုဆုံးရှုံးသွားပြီဆိုတဲ့တေချာမှုပဲရှိတယ်။အေးမွန်ကဖြည်းဖြည်းချင်းတက်ပြင်းချလိုက်တယ်။သူက သူ့ဘေးကရဲရာရှိကြီးကိုလှဲကြည့်လိုက်တယ်။ရဲရာရှိက သူ့ကိုကြည့်ပြီး ခပပါးလေးခေါင်းညိတ်လိုက်တယ်။ကျေးဇူးပါ။အေးမွန်ကခပပါးလေးပြုံးလိုက်တယ်။ဒါကကျမရဲ့တာဝန်ပဲ။သူက တိုးတိုးလေးပြောလိုက်တယ်ပြီးတော့သူလှဲ့ပြီးထွက်သွားတယ်။ အပြင်မှာကောင်းကင်ကရှင်းလင်းနေတယ်လမ်းမကအခုထိစီကားနေတော့ပဲဒါပေမဲ့အခုတော့အဲ့ဒီနေရာမှာတခုခုထူးခြားနေပြီးအရင်ကလွဲမှားမှုတွေနဲ့မတရားမှုတွေပြည့်နှက်နေတဲ့လမ်းမပေါ်မှာအခုတော့ရှင်းရှင်းလင်းလင်းသတင်းစကားတခုရှိနေပြီးဘသူမှဥပဒေကလွတ်ကင်းတာမရှိဘူးဘသူမှတရားမျှတမှုကိုလိန်လယ်လို့မရဘူးပြီးတော့ဘသူမဆိုဒါကိုစ조사ရဲရင်အေးမွန်လိုလူမျိုးနဲ့ရင်ဆိုင်ရလိမ့်မယ်